အားလုံးပဲမင်္ဂလာပါရှင်။ဒီနားတဲ့ရင်ချာနေရဲ့ April 10ရက်နေ့ video session ကိုတက်ဆက်ပြတော့မှာဖြစ်ပါတယ်။စကောင်းစီနေတွေ့ခဲ့တဲ့ကုလအထူးကိုစလေးကပြခရရဲ့စင်မှုတွေကိုဆက်လက်ထိန်းသိမ်းဖို့ပြောပါရတယ်။ ဖကမမျိုးသားသူတနတ်နဲ့ပြတ်သက်ခံခဲ့ရပါတယ်။တစိနစ်ကွန်စစ်စင်ရဲ့စီမံချက်တွေနဲ့အတူတလိုင်းရေးအောင်ပွဲရောက်တဲ့အထိခိုင်မာတဲ့ညီနောင်စိတ်ဓာတ်နဲ့စီလုံးချမယ်လို့လေးနဲ့ကတိပြုချောင်းအရခတ်တော်ရဲ့စချောင်းနဲ့မြောက်နိဘက်လီနေမှာကျန်ညီနောင်နှစ်ဖွဲ့ကတွန်းလာပေးဖို့ပြောဆိုပါတယ်။စားရိတ်တဲ့တဲ့တွေကိုတင်ဆက်ပေးရမှာပါ။ကျမတို့စီစဉ်တက်ဆက်သူမင်းကြီးဖြစ်ပါတယ်။ စ်ခတ်ရစေမှုတွေကိုစတင်ထားဖို့လိုရေလို့မြန်မာနိုင်ငံကိုရောက်နေတဲ့ကုလသမဂ္ဂအသွင်ရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Miss Julie Bishop ကပြောလိုက်ပါတယ်။ဆက်စိုင်းကတင်ဆက်ပေးမှာပါ။အထူးကိုယ်စားလှယ်ပြောထားတဲ့3မိနစ်ကျော်ဗီဒီယိုဖိုင်တစ်ခုကိုကုလသမဂ္ဂမြန်မာရဲ့ Facebook မှာဒီကနေ့နေ့လယ်ပိုင်းပေါ်ပြထားတာဖြစ်ပါတယ်။ အဲ့ဒီထဲမှာအထူးကိုဆလဲကအဆောက်အုံအပြက်တွေကိုနောက်ခံထားပြီးငရင်ကြောင့်မြန်မာနိုင်ငံမှာခံစားနေရတာတွေကိုပြောပြထားပါတယ်။ဒါအပြင်ငရင်ဘေးဒဏ်ခံစားရသူတွေကိုကူညီနိုင်ဖို့အတွက်အခုချိန်မှာပဋိပက္ခတွေရှင်းချဖို့လိုနေပြီးအပြစ်ခတ်ရဆဲမှုတွေကိုဆက်ထိန်းထားနိုင်မှာဖြစ်မယ်လို့လည်းအထူးကိုဆလဲကပြောခဲ့ပါတယ်။ အထူးကိုယ်စားလှယ်ဟာမနေ့ကဧပြီလ9ရက်နေ့မှာတော့စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတန်းဆွေနဲ့တွေ့ဆုံခဲ့ပါသေးတယ်။မတ်လ28ရက်နေ့ငရင်လောက်ခတ်ပြီးချိန်မှာတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကယာယီထိုးစစ်ရတဲ့အကြောင်းပထမဦးဆုံးကြေညာပြီးတဲ့နောက်ဒေါ်လန်ရေးအဖွဲ့တချို့ကပါထိုးစစ်ရတဲ့အကြောင်းရပ်ပိုင်အတွင်ထုတ်ပြန်ခဲ့တာပါ။ဒီလိုထုတ်ပြန်မှုတွေအပြီးမှာတော့စစ်ကောင်စီကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမေအောင်လှိုင်ဟာကာကွယ်ရေးဆိုင်ရာလှုပ်ဆောင်ချက်တွေဆက်လက်လှုပ်ဆောင်သွားမယ်လို့ဧပြီလ3ရက်နေ့မှာပြောခဲ့ပါဗျ။ ဒါပေမဲ့ April 2ရက်နေ့မှာတော့ April 22ရက်နေ့အထိယာယီပြစ်ခတ်တိုက်ခိုက်မှုရစဲရကာလအဖြစ်သတ်မှတ်တယ်လို့စစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်။ငရင်လုတ်အပီးအပြစ်ခတ်တွေရပ်နားချိန်မှာတော့တော်လိုင်းရေးအင်အားစုတွေနဲ့စစ်တပ်ကြားတိုက်ပွဲတွေဆက်တိုက်ရှိခဲ့ပါတယ်။ NUG ရဲ့ထုတ်ပြန်ချက်အရတော့မြန်မာနိုင်ငံမှာအင်အားပြင်းငရင်လှုပ်အပြီးမတ်လ28ရက်နေ့နေ့လယ်တနာရီကနေ April 10ရက်နေ့အထိစီးရင်တွေအရစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးကြောင့်ပြည်သူ82ယောက်သေဆုံးခဲ့တယ်လို့သိရပါဗျာ။ ီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းအကြောင်းအရာတွေကိုပေးပို့ချင်နေဆိုရင်တော့မြစ်နာသတင်းချန်နယ်ရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်3996339331ကိုဖြစ်စေဆက်သွယ်ပေးပို့နိုင်ပါတယ်ဖကမြုံနယ်လုံခင်ချေရွာအုပ်စုမော်စီစာချေရွာမှာဒီကနေ့မနက်9:00နာရီလောက်ကလောင်ကစားဝိုင်းတစ်ခုမှအမျိုးသားတအူတနက်နေ့ပြတ်တက်ခံခဲ့ရတယ်လို့သိရပါဗျ။ထရေဆာကတင်ဆက်ပေးမှာပါ။ မော်စီစာကျဲရွာအောင်သားရရွက်ကလောင်ကစားဝိုင်းတစ်ခုမှလာဆိုတဲ့အမျိုးသားနှုတ်ကိုရံပြစ်စကားများရာကနေတနက်ပြစ်တခံခဲ့ရတာဖြစ်တယ်လို့ဖကန့်ဒေတာကမြူတာတူကမြစ်နာတဲ့င်းကြာနေကိုပြောပါရယ်တနက်နေ့ပြတတ်ခဲ့သူဟာစစ်ကောင်စီတပ်သားလို့ဆိုပေမဲ့မြစ်နာတဲ့င်းကြာနေရနေနဲ့အတိချအတိပြုနိုင်တာတော့မရှိသေးပါဘူးဖကန့်မြို့အောင်သားရနဲ့ရက်ကွက်မှာပြည်သူအမြူတာတူကိုစစ်ကောင်စီတပ်သားကပြတတ်ခဲ့တယ်လို့လည်းနောက်ထပ်ဖကန့်ဒေတာခံသူရဲ့ပြပြချက်အရာတီးရပါရယ် ဖကမြူကလောင်ကစားဝိုင်းတူမှာအချင်းချင်းရံပြစ်စကားများရာကနေတေဆုံတဲ့အဖြစ်ဖြစ်ရတဲ့ဖြစ်စဉ်တွေမကြာခဏဖြစ်လေရှိတာဖြစ်ပါတယ်။အာနာသိမ့်ပိုင်းနောက်ပိုင်းတရားဥပဒေစိုးမိုးမှုမရှိတာကြောင့်လဲဖကန်ကြောင့်စိန်တွင်ဒေတာမှာမကြာခဏဆိုသလိုလူတမိုးတွေဖြစ်ပေါ်နေပါတယ်။ ညီနောင်သုံးဖွဲ့အနေနဲ့အခက်အခဲဖြစ်ရာပေါင်းစုံကိုနှီးမျိုးစုံနဲ့စုစည်းညီညွတ်စွာအတူတကွချော်ဖြတ်ပြီးတစိနစ်ကွန်ဆက်စင်ရဲ့စီမံချက်တွေနဲ့အတူတော်လိုင်းရဲအောင်ပွဲရောက်တဲ့အထိခိုင်မာတဲ့ညီနောင်စိတ်ဓာတ်နဲ့စီလုံးချမယ်လို့အလင်းနဲ့ကတိပြုချောင်းအရခတ်သက်တော်ရဲ့စချောင်းနင်းမြနှစ်ပတ်လည်နေမှာညီနောင်တို့ဖွဲ့ကတွန်းလွှာပေးဖို့ပြောဆိုပါရယ် အရခအိမ်မကောင်းတဲ့ဖို့ဖို့အရခတတော်ကြီးဖွေးစီတည်တောင်းခဲ့တာဒီကနေ့ဆိုရင်16နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့လို့အရခတတော်နဲ့ရခိုင်ပြည်သူတွေအားလုံးအရခအိမ်မကိုအမြန်ဆုံးအကောင့်တွေဖုန်နိုင်ပါစေကြောင်းဆန္ဒပြုပြောဆိုထားပါရယ်မြူတာလူမျိုးရေးအတွက်ခေခေကြမ်းတမ်းနဲ့တော်လရေးခရီးရှိမှကိုပိုင်ပြထံခွင့်အရခအိမ်မက်ကိုမရက်မနာအကောင့်တွေဖို့ချရတဲ့အာဇာနည်ရေးဘော်တွေတပ်ဖွဲ့တွေနဲ့ နှီးပေါင်းစုံပေးဆက်ပါဝင်ကြတဲ့ရခိုင်လူမျိုးအားလုံးကိုလေးစားဂုဏ်ယူရပြီးရီမန်ချတဲ့နိုင်ငံရေးရီမန်ချက်ကလည်းမကြမီမူချရောက်ရှိတော်မှာလို့ဆိုပါရယ်သောပေမြန်မာနိုင်ငံတွင်လုံးမရှိတဲ့တော်လိုင်းရေးနေမြေဒေတာအတိတ်ဒီမှာအရခတ်တော်ရဲ့သဘောဝင်တွေတည်ရှိပြီးတော်လိုင်းရေးလုပ်ငန်းတွေကိုလက်တွေ့ချက်ချအရှင်အဟုန်နဲ့ဖော်ဆောင်နေတာကလည်းမြန်မာပြည်သူတရလုံးအတွက်အာသက်ကုန်ယူပွဲဖြစ်တယ်လို့ဆိုပါရယ် မြောက်ပိုင်းမဟာမိတ်ညီနောင်တွေကမကထပြုပြီးတခြားမဟာမိတ်တပ်ဖွဲ့တွေနှွေဦးတလိုင်းရဲ့အာစုတွေနဲ့အတူအကောင့်တွေဖော်လိုက်တဲ့၁၀နှစ်ခုစစ်စင်ရေးဟာအာနာရှင်တပ်ဖြည့်ရေးအတွက်အကောင်ဆုံးအစပြုစစ်စင်ရေးဖြစ်လာခဲ့ပြီးတော်လန်ပီတူရဲ့အထောက်ခံမှုနဲ့အတူတော်လန်ရဲ့ပန်းနိုင်ကိုအရောက်လမ်းနိုင်မဲ့အခြေလမ်းတွေဖြစ်တယ်လို့လည်းပြောဆိုထားပါတယ်။ ရှိချိန်မှာတော့အေဟာရခိုင်ပြည်နယ်အတွင်းကစစ်ကောင်စီရဲ့အမျိုးအခြေဆိုင်အနောက်ပိုင်းတိုင်းစေတနာချုပ်အပြင်ပလောဝဒေတာအပါမြို့နေ15မြို့နေကိုတနင်္လာအတွင်းတိုက်ခိုက်တင်ပိတ်ထားနိုင်ပြီဖြစ်ပါတယ်ခွေကိုက်ခံရရင်ပထမအဦးဆုံးဘာလုပ်ရမလဲခွေကိုက်ခံရရင်ကိုက်တဲ့ခွေကခွေယူလာခွေကောင်းလားဆိုတာကိုပထမအဦးဆုံးကြည့်ပေးပါ ခွေးယူကဘလို့ပုံစံမျိုးလဲဆိုရင်ခွေးမှာတရေတမျက်မျက်ကြာနေတက်ချင်းခွေးယူဖြစ်နေရင်ကနာမငိမ့်မဲ့ပြေးလွှားနေပြီးတွေ့ရလူခွေးတိုင်းကိုလိုက်ကြိုက်တက်ချင်းခွေးကိုရင်းနဲ့ပတ်ရင်တက်နေတယ်လို့ဖြစ်တက်ချင်းနောက်ပြီးတချို့ခွေးယူတွေဆိုမလောက်ပဲငိမ့်နေချင်းမိန်နေချင်းစရတွေပဲဖြစ်ပါတယ်ဒါကြောင့်ခွေးကြိုက်ခံရရင်ပထမဦးဆုံးအနာကိုတန့်ရှင်းလုပ်ပေးပါ အနာကတင်းငယ်လို့ဘာမှမဖြစ်ဘူးဆိုပြီးပြစ်ထားရင်ခွေးယူမပြန်ရင်တောင်ပိုးဝင်နိုင်စေပြီးလူအသက်အန္တရာယ်ထိရှိလာနိုင်ပါတယ်။ခွေးကတ်ခံရရင်ပထမဦးဆုံးဒီချက်တွေကိုလှုပ်ဆောင်ပေးပါ။ကိုက်ခံရတဲ့နေရာကိုချက်ချင်းရေဆက်ပြာနဲ့အနည်းဆုံး15မိနစ်တေချာစီကြောပြပါအနာကိုအရက်ပြန်သူမဟုတ်ပီတာဒင်းစတဲ့ပိုးတန့်စင်ဆေးရည်ထည့်ပြပါ နောက်ပြီးတွေးတိတ်သွားအောင်အဝတ်တန့်တန့်တို့မဟုတ်ပတ်တီးနဲ့ဖိထားပေးပြီးစိတ်ယုံစီပေးခန်းကိုတွားပါခွေယူပြန်ယောဂမဖြစ်အောင်အမြန်ဆုံးခွေယူကောက်ွက်စီထိုးပေးပါ နောက်ပိုင်းအကျင့်ကြီးပြည့်အောင်ထိုးပေးပါဦးကောင်းလေပင်လက်ချောင်းထိတ်စတဲ့နေရာတွေအကိုက်ခံခဲ့ရရင်ယောဂပြန့်နှံ့မှုအလွန်မြန်ဆန်လာကြအောင်လိဆရာစီယုံမှာအရေးပေါ်ကုသမှုခံယူပေးပါ။ဆံဝန်ညွှန်ကြားချက်အတိုင်းလိုက်နာပေးပါ။ခွေးယောဂါကဘာကြောင့်ဖြစ်ရတာလဲ ခွေးယူယောဂါကအလွန်သိငယ်တဲ့ rabies virus တို့ခေါ်တဲ့ virus ကြောင့်ဖြစ်ပါတယ်။အဆယ်တွားတွေမှာရှိတဲ့ဒီပိုးဟာခွေး၊ကြောင်တွေစတဲ့တက်တဝါတွေမှာရှိပြီးကြိုက်ခံရတဲ့လူတွေစီကိုကူးဆက်တတ်ပါတယ်။အဲ့ဒီယောဂါပိုးဟာကုတ်ချင်းပြီးတဲ့ဒဏ်ရာကိုဒီပိုးရှိတဲ့တွေးဝင်သွားခြင်းဖြစ်လေကူးဆက်နိုင်တယ်လို့ကုတ်ချင်းပြီးမှမဟုတ်ပဲတွေးကပါဆက်နှကောင်းမျက်ကြည်လွှာပေါက်ပြဲနေတဲ့အရေးပြားစတာတွေကနေတဆင့်ခနာကိုယ်ထဲဝင်ရောက်ရင်လည်းကူးဆက်နိုင်ပါတယ်။ ခွေယူကက်ခံရရင်ဘယ်ချိန်မှာလက္ခဏာပြတ်သက်တယ်ဆိုရင်ခွေကက်ခံရတဲ့နေရာပေါ်မူတည်ပြီးလက္ခဏာပြတ်သက်ကြပါတယ်။ဥကောင်းပိုင်းအုံနောက်နဲ့နီးတဲ့မျက်နှာကောင်းကိုယ်အပေါ်ပိုင်းတို့မှာအကိုက်ခံရရင်ဆော့ဆော့လက္ခဏာပြတ်သက်ကြပါတယ်။ကက်ခံရပြီးနောက်ဖြားလာတာကိုယ်လက်ကိုက်ခဲလာတာလက်ချောင်းနာလာတာအကိုက်ခံရတဲ့နေရာထုံနေတာရောင်နေတာညိုမဲနေတာကိုက်နေတာကျင်နေတာ ရားနေတာစတဲ့လက္ခဏာတွေပြသက်ပြီးနောက်ဆက်တွဲကတော့တက်ခြင်းတတိမကောင်းခြင်းခယောင်ကတန်းဖြစ်ခြင်းတတိနစ်ခြင်းတို့ဖြစ်ပါတယ်။နောက်ပိုင်းရေနဲ့လေကိုကြောက်ခြင်းဖြစ်စေပါတယ်။ဘာလို့လဲဆိုရင်မျက်နှာကိုရက်တောင်ခတ်လိုက်ရင်ဖြစ်စေရေကိုမြူချလိုက်ရင်ဖြစ်စေလေချောင်းကျွတ်တာတွေချက်ချင်းဆိုတလို့တင်းလာပြီးလူကိုတက်စီတာကြောင့် ရေနဲ့လေကိုထိတွေ့ရင်မနေနိုင်မထိုင်နိုင်အောင်ပြီးကြောက်နေရင်ကနေတဖြည်းဖြည်းနဲ့တတိလစ်ပြီးအသက်ကိုပါဆုံးရှုံးစေနိုင်ပါတယ်။ဒါကြောင့်ခွေယူကတ်ခံရရင်ရှင်ဖို့ထက်တည်ဆုံးဖို့အများဆုံးပါပဲ။ကတ်ခံရရင်99ရာခိုင်နှုန်းလောက်ကတည်ဆုံးကြပါတယ်။ခွေယူကတ်ကွက်ဆေးကိုဘလို့အခါမှာထိုးရတယ်လဲဆိုရင်ခွေယူတော့မဟုတ်ခွေယူလို့တန်ပြတ်ရှိနေတဲ့ခွေကြောင်ကြိုက်ခံရရင်လည်းဒီဆေးကိုထိုးလို့ရပါတယ်။ ဒီခွေးရွက်ကွက်စီကကုန်ကြစိတ်များပါတယ်ဒီခွေးရွက်ကွက်စီကိုအစိုးရစည်းရုံးပြီးမှအခမဲ့ထိုးပေးနေပါတယ်အိမ်မွေးခွေးကပ်ရင်လည်းမပေါ်စားပါနဲ့ခွေးကကွက်စီထိုးထားသလားမေးပါထိုးထားကြောင်းပြခိုင်းပါခွေးမှာသရစ်ဆန်ခုဆရာဝန်စီကခွေးကိုထိုးထားတဲ့ကွက်ကပ်ပြဆောက်လေးတွေရှိတော်မူခွေးပိုင်ရှင်ကိုပြခိုင်းပေးပါဒါမှကိုက်ခံရတဲ့ခွေးကစိတ်ချရမရတည်ရမှာပါ ခွေးကကောက်ကွစီထိုးထားရင်ကြိုက်ခံရတဲ့တူလဲထိုးတာပါကြိုက်ခံရတဲ့နေရာကိုစံဝါကတ်ခြင်းမိတွေ့မှုထည့်ခြင်းပြာကတ်ခြင်းများစတာတွေကိုလုံးဝမလုပ်ပါနဲ့မိခံယောဂဖြစ်စေနိုင်တယ်လို့ခွေးယူပိုးဝင်သွားစေနိုင်ပါတယ်ဒါကြောင့်ကောက်ကွစီကိုအချိန်မီထိုးနှံထားခြင်းကခွေးယူပြန်ယောဂဖြစ်ပွားမှုကိုကောက်ကွပေးနိုင်တာကြောင့်နိစ္စယစင်းုံစီပိခန့်တွေစီအများဆုံးအချိန်မီတွားရောက်ကုသမှုခံယူကြပါလို့တိုက်တွန်းလိုက်ပါတယ်။ မြစ်နာသတင်းချန်နယ်ရေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တင်လာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းအားနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။